ားပါရှင် MBN သတင်းဌာနရဲ့ဒီကနေ့မေလ6ရက်နေ့မှာရရှိထားတဲ့သတင်းတွေကို ကျမခရစ်စတယ်ကတင်ဆက်ပေးပါမယ်ရှင်တင်ဆက်ပေးမယ့်သတင်းတွေကတော့ ULA ရဲ့နိုင်ငံရေးမှုဦးလာစောကို ရခိုင်ပြည်နယ်မှာပဲတကြုံမဲ့သတင်းစီးရင်တင်းမာနေတဲ့တွင်းငယ်ရွာနာကိုဘုံလုံး60လောက်စစ်တပ်ကျဲချတဲ့သတင်းဖလန်းမြို့သိန်းတိုက်ပွဲက အောင်ပွဲခံပြန်လာတဲ့ရဲဘော်တွေကိုအညာပီသူတွေကြိုဆိုတဲ့သတင်း မင်းလာမှာအထိနာခဲ့တဲ့စစ်တပ်ကလေးရွာမြောက်လူရက်မိရှိုးခဲ့တဲ့တဲ့ အင်းတော်မြို့သိန်းတိုက်ပွဲမှာဖန်စီမိခဲ့တဲ့တမမူးနဲ့စစ်တုပ်ပန်းတွေနောင်ထရနေကြတဲ့တဲ့ရူရိုတန်း900သုံးဆွဲပြီးအမေရိကန်သိပ်ပံပညာရှင်တွေကိုခေါ်ယူမဲ့အစီအစဉ်ကိုဥရောပသမဂ္ဂကြီးညာခဲ့တဲ့တဲ့အစားရှိတဲ့သတင်းတွေကိုတင်ဆက်ပေးပါမယ်။ပထမဆုံးသတင်းတပုတ်အနေနဲ့ ULAA ရဲ့နိုင်ငံရေးမှူးဦးလာစောကိုရခိုင်ပြည်နယ်မှာပဲတကြုံမဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ ULAA ရဲ့နိုင်ငံရေးမှူးဖြစ်တဲ့မြောက်ဦးမြို့နယ်ပြည်သူ့လွတ်တော်က ိုဇလဲဟောင်းတဦးဖြစ်သူနိုင်ငံရေးသမားဦးလာစောဟာလယ်ချောင်းကင်စာယောဂကုသမှုခံယူရင်းအိန္ဒိယမှာကွယ်လွန်သွားတယ်လို့သိရပါတယ်။မေလ9ရက်အိန္ဒိယစံတော်ချိန်ည10:00နာရီဝင်းကျင်ကကွယ်လွန်သွားတာဖြစ်ပြီးနိုင်ငံရေးသမားဦးလာစောဟာကွယ်လွန်ချိန်မှာအသက်82နှစ်ရှိပြီဖြစ်ပါတယ်။1953ခုနှစ်မေလ28ရက်မှာမွေးဖွားခဲ့တဲ့ဦးလာစောကိုចောင်းသားလှူရှာမှု နိုင်ငံရေးလှူရှာမှုတွေကြောင့်1955 1985ခုနှစ်မှာစစ်အစိုးရကထောင်ဒဏ်9နှစ်1988အရေးတော်ပုံကာလမှာထောင်ဒဏ်14နှစ်ချမှတ်ခံခဲ့ရပူပါတယ်1990ပြည့်နှစ်ရွေးကောက်ပွဲကာလကရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်မှပါဝင်ခဲ့ပြီးစစ်အစိုးရကအဲ့ဒီပါတီကိုတရားဝင်ပါတီဖြစ်တယ်လို့ကြေညာတာကြောင့်ပါတီဖြတ်သိမ်းလိုက်ရပြီးကျူရှင်စရာအဖြစ်ရပ်တည်ခဲ့သူတအူးဖြစ်ပါတယ် ဦးလာစောဟာ1980ပြည့်လွန်နှစ်တွေကတက္ကသိုလ်နယ်မြေရဲ့မြေအောက်ကျောင်းသားလှုပ်ရှားမှုတွေခေတ်ပေါ်ကဗျာလှုပ်ရှားမှုတွေမှာထက်ထဲဝင်ပါဝင်လှုပ်ရှားခဲ့ပါတယ်။သူဟာမောင်ခိုင်အောင် မောင်းခိုင်အောင်စစ်တွေကလောင်နမဲနဲ့အစေးကြပြားတွေရေးတာခဲ့သလိုအမင်းအန်ဖရန့်ဒိုင်ရီမြောက်ဦးနဲ့မြောက်ဦးဗေဒာရတာစာတန်းတွေ ကြောင်းကင်ပါရာစာတန်း2013ဒိုင်ယာစပိုရာစန်တာဖြူအောင်လာဆန်အိုင်ရင်းနဲ့အီချူရီစာတဲ့စာအုပ်တွေကိုလည်းရေးတာခဲ့သူဖြစ်ပါတယ်ဒုတိယသတင်းတပုတ်အနေနဲ့စည်ရင်တင်းမာနေတဲ့တွင်းငယ်ရွာနာကိုဘုံလုံး60လောက်စစ်တပ်ကျဲချတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မန္တလေးတိုင်းတပိတ်ချင်းမြို့နယ် တင်းငယ်ရွာနာကိုစစ်ကောင်စီတပ်ကမေလ9ရက်မနက်ပိုင်းမှာဘုံလုံး60နီးပါးကျဲချတိုက်ခိုက်ခဲ့တယ်လို့သိရပါဗျ။စစ်ရင်တင်းမာနေတဲ့တင်းငယ်ရွာနာကိုဝိုင်းတွဲလျင်နဲ့ဘုံ58လုံးကျဲချတိုက်ခိုက်ခဲ့ပြီးမေလ9ရက်မနက်10နာရီခွဲမှာလဲအဲ့ဒီရွာနာကိုထပ်မံတိုက်ခိုက်ခဲ့သေးတယ်လို့ဆိုပါဗျ။တင်းငယ်ကျေးရွာကိုစစ်ကောင်စီကတပ်ဖြန့်ထားတယ်လို့တော်လိုင်းအဖွဲ့တွေကလည်းအဲ့ဒီရွာမှာတပ်ဖြန့်ထားတယ်လို့ဒေသခံတွေကဆိုပါဗျ။လာမယ့်ဒီဇင်ဘာလအတွင်း ်စစ်ကောင်စီကအင်းငယ်ကျေးရွာကိုပြန်လည်သိမ်းပိုက်ခဲ့ပြီးတဲ့နောက်လက်ရှိမှာတွင်းငယ်ကျေးရွာပတ်ဝန်းကျင်ကိုစစ်အရာဖိအားပေးခံနေရတယ်လို့ဆိုပါရယ်အဲ့ဒီဘုံကျဲတိုက်ခိုက်မှုကြောင့်လူထိခိုက်ဒေဆုံးမှုမရှိဘူးလို့သိရပါဗျာ တတရသတင်းတပုတ်အနေနဲ့ဖလန်းမြို့သိန်းတိုက်ပွဲကအောင်ပွဲခံပြန်လာတဲ့ရဲဘော်တွေကိုအညာပီသူတွေကြိုဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဖလန်းမြို့သိန်းတိုက်ပွဲအပြီးအောင်ပွဲနဲ့အတူပြန်လာတဲ့ဘက်ဖလိုရဲဘော်တွေကိုအညာပီသူတွေက အောင်တပြေနဲ့ကြိုဆိုဂုဏ်ပြုခဲ့တယ်လို့သိရပါဗျ။ဖလန်းမြို့သိန်းတိုက်ပွဲဝင်ဘက်ဖလိုရဲဘော်တွေဟာမေလ၄ရက်နဲ့၅ရက်မှာဌာနချုပ်ကိုပြန်လာတဲ့အချိန်အညာဒေသကြေးရွာတွေရဲ့ပီသူတွေကအောင်တပြေနဲ့ကြိုဆိုခဲ့ကြတာဖြစ်တယ်လို့ဘက်ဖလို ို့ Soldier Freedom Force ကသတင်းထုတ်ပြန်ပါတယ်။ ဖလန်းမြို့သိန်းတိုက်ပွဲမှာဘက်ဖလိုတက်ခွဲမှုတိုင်မောင်းနဲ့ရဲဘော်လာပြေတို့ကြဆုံခဲ့ပြီးရဲဘော်လေးဦးဒဏ်ရာရရှိခဲ့တယ်လို့ဆိုပါရယ်ဖလန်းမြို့သိန်းစစ်စင်ရေးကို2024ခုနှစ်နိုဝင်ဘာ9ရက်မှာစတင်ခဲ့ပြီး2025ခုနှစ်ဧပြီ9ရက်မှာစစ်ကောင်စီကင်းစင်မြို့အဖြစ်တမိုင်းမော်ကွန်ရေးထိုးနိုင်ခဲ့ပါရယ်ဖလန်းမြို့သိန်းတိုက်ပွဲမှာမြေပြန့်ဒေသအညာတပ်ဖွဲ့ဝင်တွေလည်းပူးပေါင်းဆင်နွှဲခဲ့တယ်လို့သိရပါရယ် နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့မေလမှာအထင်နာခဲ့တဲ့စစ်တပ်ကလေးရွာမြောက်လူရက်မိရှုခဲ့တဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ပဲခူးတိုင်းမင်းလာမြို့နယ်မှာအထင်နာခဲ့တဲ့စစ်ကောင်စီတပ်ကလေးရွာမြောက်အဖြစ်ဥတုမြန်မာစုရွာကပြည်သူပိုင်ပစ္စည်းတွေကိုလူရက်ပြီးမိရှုခဲ့တယ်လို့သိရပါဗျ။မတ်လ9ရက်ညနေ6နာရီကျော်အချိန်မှာမင်းလာမြို့နယ်ဥတုမြန်မာစုရွာနေအိမ်တွေထဲကပစ္စည်းတွေကိုစစ်တပ်ကလူရက်ပြီးနောက်မိရှုခဲ့တဲ့အတွက်နေအိမ်နဲ့ဆိုင်ကန်း15လုံးထပ်မင်းနဲ့ပြက် ်စီခဲ့တယ်လို့မင်းလာမျိုးနဲ့ပြည်သူ့ကာကွယ်ရေးအဖွဲ့ထံကသိရပါဗါတယ်။တာကလေးရွာဘုံကြီးကျောင်းမှာတက်ဆွဲထားတဲ့စစ်သားတွေကဥတုမြန်မာစုရွာကိုလာရောက်မရှိခဲ့တာဖြစ်ပြီးရမန်နေညအထိန်ထိဥတုကညင်ပင်ရွာထဲမှာပဲရှိနေသေးတယ်လို့သိရပါဗါတယ်။ဧပြီ28ရက်မနက်ပိုင်းကငမိုးရည်ကျေးရွာမှာစစ်ကောင်စီစစ်ကြောင်းနဲ့တော်လင်းပူပေါင်းတပ်တို့ထိတွေ့မှုဖြစ်ပြီးစစ်သား10ဦးသေဆုံးခဲ့တယ်လို့ဧပြီ30ရက်ကဇေယျမြောင်ရွာနဲ့ရွှေပေါက်ပင်ရွာမေလာတရ ရက်မှာငမိုးရွာတွေကိုစစ်ကောင်စီတပ်ကမီးတင်ရှို့ခဲ့တာဖြစ်ပါတယ်။ မင်းလာမြို့နယ်အတွင်းဧပြီ22ရက်ကစလို့တော်လရင်တက်တွင်နဲ့စစ်တပ်တို့ထိတွေ့တိုက်ပွဲတွေမကြာခဏဖြစ်ပွားနေပြီးစစ်ကောင်စီတပ်ကကျေးရွာတွေကိုမိရှို့တာလေကြောင်းလက်နက်ကြီးနဲ့ပစ်ခတ်တာတွေကြောင့်ရန်ကုန်ပြည်လမ်းမကြီးအရှိတ်ကရွာပေါင်း60ကျော်ကပြည်သူတွေပေးလို့ရာကိုတန်းရှောင်နေကြရတယ်လို့သိရပါတယ်။ဆက်လက်ပြီးအင်းတော်မြို့သိန်းတိုက်ပွဲမှာဖမ်းဆီးမိခဲ့တဲ့တပ်မမှုနဲ့စစ်တုပ်ပန်းတွေနောင်တရနေကြတဲ့တဲ့င်းကိုတင်ဆက်ပေးပါမယ်။သခိုင်းတိုင်းအင်းတော်မြို့သိန်း င်တိုက်ပွဲမှာဖမ်းမိခဲ့တဲ့တမ89တမမူနဲ့စစ်တုပ်ပန်းတွေဟာနောင်တရနေကြပြီဆိုပြီးဖွေးဟဝန်ခံခဲ့ကြတယ်လို့သိရပါတယ်။မေလ9ရက်ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF ဖွဲ့စည်းတည်ထောင်ခြင်းလင်းနေပြည်ကို NUG ကာကွယ်ရေးဝန်ကြီးဦးရင်မွန်ပြောကြားတဲ့မိခွန်မှာအဲ့ဒီလိုထည့်သွင်းပြောကြားခဲ့တာပါ။ စစ်ကောင်စီတပ်ထဲမှာကြန့်ရှိနေတဲ့တပ်မှူးတပ်သားတွေအနေနဲ့ပြည်သူကိုအကြမ်းဖက်တပ်ဖြတ်တဲ့အထိလမ်းမရောက်စေတဲ့မိစ္ဆာဒိဋ္ဌိစစ်ဝါဒအတွေးခေါ်ကိုအ мян ဆုံးဆွန့်လွတ်ကြဖို့လဲဥယျာဉ်မွန်ကတိုက်တွန်းလိုက်ပါတယ်။ဧပြီ9ရက်ည9:00နာရီအချိန်ကအင်းတော်မျိုးဂျပန်လိုင်ကူမှာတက်ဆွဲထားတဲ့တပ်မ89တပ်မမှုပုံမှုချုပ်အောင်တပ်ဦးနဲ့တပ်ဖွဲ့ဝင်200ခန့်ဟာတောင်းမခံနိုင်တော့တဲ့အတွက်စကန်းဆွန့်ခွာထွက်ပြေးခြင်းဖမ်းဆီးမိခဲ့တာဖြစ်ပါတယ်။အဲ့ဒီတပ်မမှုနဲ့ ဲ့စစ်တုပ်ပန်းတွေကိုစစ်ဆေးနေပြီးစစ်ဆေးတွေးရှိချက်တွေအပေါ်အခြေခံပြီးတရားစီရင်သွားမှာဖြစ်တယ်လို့ NUG ပြည်ထောင်စုဝန်ကြီးချုပ်ယုံပြောခွင့်ရဦးနေဖုံးလက်ကဆိုပါတယ်။ နောက်ဆုံးနိုင်ငံတကာသတင်းတပုတ်အနေနဲ့ယူရိုတန်း903ဆွဲပြီးအမေရိကန်သိပ္ပံပညာရှင်တွေကိုခေါ်ယူမဲ့အစီအစဉ်ကိုဥရောပသမဂ္ဂကြေညာခဲ့တဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ပြင်သစ်သမ္မတအီမန်နူရယ်မက်ခရွန်နဲ့ဥရောပကော်မရှင်ဥက္ကဋ္ဌအာဆိုလာဘွန်တာလီယန်တို့ဟာအမေရိကန်သမ္မတဒေါ်နယ်ထရန့်ရဲ့မူဝါဒတွေကြောင့်အမေရိကန်ကနေထွက်ခွာလို့တဲ့သိပ္ပံနဲ့သုတေသနပညာရှင်တွေကိုခေါ်ယူနိုင်မှုပါရီမြို့တော်မှာနီလာခံတရက်လက်ခံကျင်းပနေတယ်လို့ Front 24 တင်းမှာဖော်ပြထားပါတယ်။အဲ့ဒီညီလာခံကိုဥရောပသမဂ္ဂရဲ့ကော်မရှင်အကြီးတွေသိပ္ပံပညာရှင်တွေနဲ့အဖွဲ့ဝင်နိုင်ငံတွေကသူတေသနာဝင်ကြီးတွေတက်ရောက်ကြပြီးအခက်အခဲတွေရင်ဆိုင်နေရတဲ့အမေရိကန်သိပ္ပံပညာရှင်တွေကိုဆွဲဆောင်နိုင်ဖို့ဘန်နာရေးအစီအမံတွေအပါအဝင်တခြားအကြောင်းအရာတွေကိုဆွေးနွေးကြမှာဖြစ်ပါတယ်။2030ပြည့်နှစ်မှာဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံတွေဟာသက်ဆိုင်ရာနိုင်ငံအလိုက်ပြည်တွင်းကုန်ထုတ်တန်မှု GDP ရဲ့300ခိုင်နှုန်းကိုသူတေသနာနဲ့ ဖွံ့ဖြိုးတိုးတက်ရေးအတွက်ရင်းနှီးမြှုပ်နှံစေလိုကြောင်းဥက္ကဋ္ဌကတိုက်တွန်းခဲ့ပါသေးတယ်။ပြင်သစ်သမ္မတမိုက်ခရွန်ကလည်းလွတ်လပ်မှုကိုမျက်နှိုးတဲ့ဆိုရင်ဥရောပမှာလာပြီးသူ့ဒေသနာလုပ်ငန်းတွေဆောင်ရွက်ကြဖို့သူ့ရဲ့မိခွန်မှာထည့်သွင်းဖိတ်ခေါ်ခဲ့ပါသေးတယ်။သမ္မတကဒေါ်နယ်ထရန့်အဆိုရအဖွဲ့ရဲ့တိတ်ပံမူဝါဒဟာလွတ်လပ်မှုမရှိဘဲအသင်းအဓမ္မဆန်တဲ့အပြင်မှားယွင်းနေရဆိုပြီးထောက်ပြခဲ့ပါတယ်။ လက်ရှိအမေရိကန်မှာရှိတဲ့တက္ကသိုလ်တွေနဲ့သုတေသနအဖွဲ့အစည်းတွေဟာထရန့်အစိုးရအဖွဲ့အောက်မှာရမောင်ငွေဖျက်တောက်ခံနေရတဲ့အပြင်တခြားနိုင်ငံရေးနဲ့ဘန်နာရေးဖီအာတွေကိုလည်းခန်းစားနေကြရပါတယ်။သုတေသနအစီအစဉ်တွေပိတ်သိမ်းခံရပြီးအစိုးရဝန်ထမ်းတပေါင်းကျော်ဟာလည်းအလုတ်ထုတ်ခံခဲ့ရပါတယ်။ နိုင်ငံသားចောင်းသားတွေဟာလည်းနိုင်ငံရေးခံယူချက်ကြောင့်မိခင်နိုင်ငံကိုပြန်ပို့ခံရမှာကိုစိုးရိမ်နေကြရပါတယ်။ပြင်သစ်သမ္မတဟာပြီးခဲ့တဲ့လအတွင်းကအမေရိကန်အပါအဝင်တခြားနိုင်ငံတွေကသုတေသီတွေကိုသုတေသနလုပ်ငန်းတွေလာရောက်ဆောင်ရွက်ကြဖို့ဖိတ်ခေါ်ခဲ့တဲ့အပြင်နိုင်ငံသားသိပ္ပံပညာရှင်တွေကို ပြင်သစ်ကိုခေါ်ယူနိုင်ဖို့တက္ကသိုလ်တွေနဲ့သုတေသနအဖွဲ့အစည်းတွေအတွက်ရမုံငွေထောက်ပံ့မဲ့အစီအစဉ်တွေကိုထုတ်ပြန်ခဲ့ပါသေးတယ်။ MB ရဲ့တနစ်တာထူကြတဲ့သတင်းတွေကိုတင်ဆက်ပေးခဲ့တာပါကြည့်ရှုနားဆင်ပေးခဲ့တဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်